ဒီတိုင်ဝင်ပြိုင်ကတော့ဆန်ဆောင်မှာဝင်နှက်လောက်ပါတယ်။ဟုတ်ပါဘူး။မလုပ်တာရောင်းဝင်တယ်။အရောင်းဝင်တော့မဟုတ်ပါဘူးစူပါဗိုက်ဆာ။အဲအလောက်ကတော့ထွက်ထားတာပေါ့နော်။ထွက်ထားတော့နည်းနည်းလေးတော့ကြာပါပြီ။ဒီပဲကြံလောကအောင်ရောက်တာတော့တိတ်မကြာသေးဘူးပေါ့နော်။အဲဂျာထဲမှာတော့တိရုပ်ဆောင်လောက်တယ်ပေါ့နော်။ဒီမှာတော့ဇာတိကတော့မန္တလေးရပါ။မန္တလေးမှာအဲ short film လေးတွေရိုက်တယ်။ဇလန်တွဲလေးတွေရိုက်တယ်ပေါ့နော်။အခုဒီပဲကြံလောကအောင်စိတ်ဝင်စားရတဲ့အတွက်ဒီပဲကြံလောကတွေကိုဝင်ရောက်ခဲ့တာဖြစ်ပါတယ်ရှင့်။အဲညီမအမေကကျတော့ရှမ်းပမာပေါ့နော်။အဖေကကျတော့အစ္စလာမ်။ ါပေမဲ့ညီမကတော့ငယ်လေးကျောင်းပါကလေးကဘုရားဘာသာဘက်ကိုပို့ပြီးယုံကြည်မှုရှိတာပေါ့နော်အဲ့ဒါငယ်လေးကလေးကနေပြီးတော့ပဲအဲကိုကကိုပြင်မှာဘုရားဘာသာကိုခွဲတယ်အိမ်မှာတော့အဲအိမ်ရဲ့တိုင်းမှာနေရပါတော့နောက်ပိုင်းကျတော့ကိုကကိုပြင်မှာနေတဲ့အချိန်ကျတော့ဘုရားဘာသာပဲကိုခွဲလိုက်တော့တာအိမ်ကတော့ supporting မရှိပါဘူးကိုရဲ့ခြေောက်ပိုးပဲငယ်လေးကရက်တည်ပြီးတော့ရှောက်လန်းခဲ့ရတာပါအခုဒီတိုင်ပွဲကိုလည်းကိုကကိုကိုပြီးတိုင်ခဲ့ရတာပါသဘောကတော့မတူဘူးပေါ့နော်အိမ်ကကျတော့ညီမကကျတော့ဘုရားဘာသာပဲမြဲအိမ်ကကျတော့ อิสลามโกกวยจ๋าบ่เนาะဟုတ်ညီမကတော့တယောက်แท้ဗုဒ္ဓဘာသာโกกวยခြင်းလို့အရင်ငယ်လေးကရကိုယ့်အကိုကိုယ်ွယ်ခဲ့တယ်ဆယ်တန်းပြီးတော့လဲကိုယ့်အကိုပို့ချဖို့ကိုရည်တည်ပြီးတော့စူးစမ်းခဲ့ရပါဘောเนาะခုချိန်ထိပါပဲအားလုံးပဲမိလာပါညီမနာမည်ကတော့ ordinary ဖြစ်ပါရှင့်အခု Miss Grand မြန်မာမှာဝင်ရောက်ရှင်ပြိုင်နေရပါဖြစ်ပါတယ် Miss Grand ဖတ်အန်ကိုစားပြုအနေနဲ့ဝင်ရောက်ရှင်ပြိုင်နေရပါဖြစ်ပါတယ်ရှင့်အသက်ကတော့28နှစ်ပါ ဒါကိုအိမ်ကကြတော့ဒီဟာလေးကိုဝါနာပါပန်းမှုပြီးတော့ဘယ်လိုပြောဖို့နောက်ကနေ support လုပ်ရအောင်အိမ်ကတော့ supporting မရှိပါဘူးကိုယ့်ရဲ့ခြေထောက်ပေါ်ပဲငယ်လေးကရက်တည်ပြီးတော့ရှောက်တန်းခဲ့ရတာပါအခုဒီပြိုင်ပွဲကိုလည်းကိုယ့်အကူကိုပြိုင်ခဲ့ရတာပါဒီပြိုင်ပွဲမပြိုင်ခင်ကတော့ဘာလုပ်လဲဟုတ်ဒီတိုင်ဝန်ပြိုင်ကြရတော့ဆန်ဆောင်မှာဝန်ထမ်းလုပ်ပါတယ်ဟုတ်ဟာလုပ်တာရောင်းဝင်တယ်အရောင်းဝင်တော့မဟုတ်ပါဘူးစူပါဗိုက်ဆာပါဟုတ်စူပါဗိုက်ဆာအဲ့တော့အခုဒီဟာဝန်ပြိုင်တော့ဘယ်လိုလေးလုပ်ထားတာကိုလုပ်လို့ရတယ်နော်အဲ့အလောက်ကတော့ထွက်ထားတာပေါ့နော် ဗဒါဆိုတော့ကုပ္ပစံနဲ့ပြုစုပြီးတော့ဟုတ်ဟုတ်ခတ်ထားတော့နည်းနည်းတော့ခတ်ထားတော့နည်းနည်းလေးတော့ကြာပါပြီဒီပဲကြံလောကအောင်ရောက်တာတော့တိတ်မကြသေးဘူးပေါ့နော်အဲဂျာထဲမှာတော့တေဥ္စာအောင်လုပ်တယ်ပေါ့နော်ဒီမှာတော့ဇာတိကတော့မန္တလေးရပါမန္တလေးမှာအဲ short film လေးတွေရိုက်တယ်ဇလန်းတွဲလေးတွေရိုက်တယ်ပေါ့နော်အခုဒီပဲကြံလောကအောင်စိတ်ဝင်စားရတဲ့အတွက်ဒီပဲကြံလောကရဲ့ကိုဝင်ရောက်ခဲ့တာဖြစ်ပါတယ်ရှင်အရင်တော့ကတော့အဲစုထားဆောင်ထားလေးတွေပေါ့နော်အဲ့ဒါလေးနဲ့ပဲအခု ဒီပြိုင်ပွဲလေးတွေကိုလုပ်ခဲ့ပြိုင်ခဲ့ရတာပေါ့နော်ဒီတော့ City ပွဲလေးတွေပြိုင်ခဲ့ရတယ်အခုတော့အခု Miss Grand Pan အန်ကိုစားပြုအနေနဲ့ပေါ့နော်ဒီပွဲကိုလာရောက်ရှင်ပြိုင်ပွဲရခဲ့တာပေါ့နော်အဲအဲ့ဒီဟာလည်းကိုယ်တိုင်အကြီးမားဆုံးကံကောင်းမှုပါပဲသဘောကတော့မတူဘူးပေါ့နော်အင်းကကျတော့ညီမကကျတော့ဗုဒ္ဓဘာသာပဲမြင်အင်းကကျတော့ အစ္စလမ်ကိုးကွယ်ကြတာပေါ့နော်ဟုတ်ဒီမှာတော့တယောက်တည်းဗုဒ္ဓဘာသာကိုးကွယ်ခြင်းလို့အရင်ငယ်လေးကတည်းကကိုယ့်အကကိုးကွယ်ခဲ့တယ်ဆယ်တန်းပြီးတော့လည်းကိုယ့်အကကိုပို့ချဖို့ကိုရည်တည်ပြီးတော့စူးစမ်းခဲ့ရပေါ့နော်အခုချိန်ထိပါပဲဟုတ်တယ်ဆိုတော့ဒီလိုရဲ့အစ္စလမ်ဒီလိုကိုးကွယ်တာဟုတ်ဗုဒ္ဓဘာသာဟုတ်အခုတယောက်တည်းဗုဒ္ဓဘာသာတယောက်တည်းဗုဒ္ဓဘာသာအဲ့တော့အိင်းနေကြနည်းနည်းလေးတော့ဖြစ်မှာပေါ့နော်နည်းနည်းဟိုပါပေါ့အစ္စလမ်ပြေဦးရှိတာပေါ့ဟုတ် ဒါကိုဒီဘက်ကိုရွေးချယ်လိုက်တဲ့အချိန်မှာတော့ဘလို့လေးဖြစ်လဲပေါ့အရင်မိသားစုတွေကိုပေါ်ပေါ့ထားတဲ့သဘောထားလေးပေါ့ဘလို့လေးရရှိတယ်သဘောထားကတော့ညီမကတော့ပြောရရင်ကိုယ့်ရဲ့အကောင်းတဲ့ဟာတွေပဲအိမ်ပပြရတယ်မကောင်းတဲ့ဟာတွေရောတော့မပြောပြဘူးပေါ့နော်ကိုယ့်ဟာကိုပဲအကောင်းဆုံးရင်ဆိုင်လိုက်တယ်ဒီပြိုင်နာတော့အိမ်ကအတိပေးထားတယ်ဒါပေမဲ့အိမ်ရဲ့ထောက်ပံ့မှုကတော့တခုမှမယူဘူးပေါ့နော်ကိုကကိုပဲအကောင်လုံးဝေစားရေးပါလေစာအကောင်စီစဉ်ပေးရအခု organization ကလည်းညီမကိုအများကြီးပံ့ပိုးပေးရပေါ့နော်ညီမတို့ရဲ့ဆေးရတိတ်ထက်လင်းရကလည်းအဝေစားရေးပါရဲ့စာအကောင်လုံးညီမကိုပံ့ပိုးပေးရ အဲမိတ်ကက်တွေဘာတွေရအဆောက်ပေါ့နော်အကြောင်းမလို့ညီမရဲ့ organization ကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ရှင်အဲညီမအမေကကျတော့ရှမ်းပမာပေါ့နော်အဖေကကျတော့အစ္စလမ်ဒါပေမဲ့ညီမကတော့ငယ်လေးကျောင်းမှကလေးကဗုဒ္ဓဘာသာဘက်ကိုပို့ပြီးယုံကြည်မှုရှိတာပေါ့နော်။အဲဒါငယ်လေးကလေးကနေပြီးတော့ပဲအဲကို့ဟာကိုပြင်မာဗုဒ္ဓဘာသာကိုခွဲတယ်။အိမ်မှာတော့အဲအိမ်ရဲ့တိုင်းမှာနေရပါတော့။နောက်ပိုင်းကျတော့ကို့ဟာကိုပြင်မာနေတဲ့အချိန်ကျတော့ဗုဒ္ဓဘာသာပဲကို့ခွဲလိုက်တော့တာ။ဟုတ်ကဲ့။ကို့ဒါယုံကြည်လာအောင်လက်ထောက်ပါရင်းညွှန်ပေးလို့တာပေါ့ ပို့ပြီးတော့လုံချင်းမှုကပို့သွားခဲ့တာပေါ့လုံချင်းမှုကတော့ဘယ်လိုပြောရမလဲငယ်လေးကအเจ้าမှနားထဲမှာကြားဖះစားတွေပဲကြားခဲ့ရတာပေါ့နော်အဲဖះစားတွေလိုက်ဆိုတယ်အဲ့လိုမြစ်တပ်တုပ်တွေလိုက်ရတယ်အဲ့ဒါနေစပြီးတော့ဗုဒ္ဓဘာသာဘက်ကိုတဖြည်းဖြည်းကြောင်းလဲသွားတာပေါ့အဲ့လိုမျိုးလုံချင်းမှုကလည်းဒီဘက်ကိုပဲယုံကြည်ဖို့ရှိတာ တော့ခွဲထားတဲ့ဆက်လေးပေါ့နော်ဘုရားဘုရားနေတိုင်းရှိကိုကြည့်ပြီးပေါ့နော်ကိုပါရီများကိုပေါ့ကျော်သွားကြတာတွေရှိတယ်အန်နီယာကြုံတာမျိုးတွေကျိုးတိတာမျိုးတွေအဲ့လိုမျိုးလေးတွေရောကျုံတယ်ဟုတ်တယ်အဲ့လိုမျိုးလေးတော့ရှိရခါလေးကြရင်ကိုအန်နီယာဖြစ်တော့မယ်ဆိုရင်အဲ့လိုမျိုးအိမ်မက်ဟိုမက်တာတို့ဘာလို့အဲ့လိုမျိုးလေးတော့ရှိရပေါ့ပြီးရင်ဟိုကြိုးပြီးတော့မြင်တာတို့ဘာလို့အဲ့လိုမျိုးတော့မရှိဘူးဒါပေမဲ့အိမ်မက်မက်တာတို့ဘာလို့အဲ့လိုမျိုးတော့ရှိအဲအားကြောင့်ခါလေးကြရင်တော့အဲ့လိုမျိုးအဲ့လိုမျိုးအိမ်မက်မက်တယ်ဆိုတော့ဒီရေးပါရေးစိတ်တယ်ပထန်းနေပါရေးရုပ်ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလေးတော့လောက်တယ် ဒါဒီပြန်ဖွဲ့တာကို့အတွက်တာပထမဆုံးတာဒါမှမဟုတ်ဘယ်နှပွဲများလောက်ရှိနေလဲအဲစီတီပွဲကနှစ်ပွဲပေါ့နော်စီတီပွဲနှစ်ပွဲရဲ့အခုကဒါကကျတော့အင်တာနက်ရှင်နယ်ပွဲသွားမယ်ပွဲပေါ့နော်အစုအောင်၃ပွဲပေါ့ဒါထဲမှာဒုတိယနှစ်ပွဲကမစ်စီနီဘာစ်မန္တလေးမှာတော့ဖိုရနာအရခဲ့တယ်ပေါ့နော်ဟုတ်ဒါကို့ဒီမစ်စ်မန္တကောဒါကို့ဘလူးလေးကိုကြိုးစားနေတဲ့ပိုင်းလေးရှိလဲပေါ့ဘလူးလေးကိုကို့ရဲ့ဒီရက်တာလာအရှောင်းမှုလေးတွေချက်ပြသွားလို့ရှိနေပွဲကြီးနေမှာအဲ့ဒါလေးပြောပြပါအဓိကကတော့ညီမ ဖန်အန်ကိုစားမှုဖြစ်တဲ့အတွက်ဟော national costume ကိုအကောင်းဆုံးအမိုက်စားပြည့်စင်ထားတယ်ပြီးရင်အရင်မြစ်ကအဲဖန်အန်ပေါ့နော်ဖန်အန်ဝင်းဝင်းသားတွေရဲ့ placement ထဲအမြင့်တဲ့ placement ကိုတော့ရအောင်ယူခဲ့ပါမယ်ဒါပြင်ကိုဆက်လုပ်သွားမယ်နုပညာလမ်းကြောင်းပေါ်ဘူးလေးလျှောက်လမ်းသွားမယ်လို့တွေးထားရမျိုးရှိတယ်အခုကတော့ညီမအနုပညာလမ်းကြောင်းပေါ်ဆိုရင်တော့ဇလန်တွဲလေးရိုက်ဖို့လောက်ထားရရှိတယ်အရင်ရိုက်ထားတဲ့ဇလန်တွဲလေးကပြရသေးပေါ့နော်ပြီးရင်ကြောင်ညာလေးရိုက်ဖို့လည်းရှိပါတယ်ကျော်လေးထားတာကိုကတော့အဲ့ဒါနော် ဟာလို့ကိုအားပေးမဲ့ပြိဿတ်တွေလာဘယ်လိုလေးပေါ့အားပေးလို့ရတယ်အားပေးရမယ်ဝဲနေနေတာဒါဟာတော့ခုနှစ်ပတ်ပေါ့ဗောနော်ဘယ်လိုလေးအားပေးရမလဲငါကတော့ Miss Grand Fan Awarding မျိုးပဲဖြစ်ပါတယ်ညီမတို့ရဲ့ Grand Final ပွဲကတော့ဂျွန်လာ22ရက်နေ့မှာကျင်းပတော့မှာဖြစ်ပါတယ်ရှင့်အဲ့ဒီမှာအကောင်းဆုံးအမိုက်စား performance တွေကတ်ဝတ်တွေနဲ့ဝင်အောင်ရှိုင်းတော့မှာဖြစ်ပါတယ်အားလုံးပဲဒီမှာအားပေးကြပါအောင်ရှင့်ကျေးဇူးပါကျေးဇူးပါ thank you